်မင်္ဂလာပါဒီနေ့မိတ်ဆွေတွေကို မြစ်တာလက်ဆောင်ပေးမှာကတော့သွေးထွက်အောင်မှန်သောလက္ခဏာပညာအပိုင်းကိုလားမသိနော်အပိုင်းကိုရောက်သွားပါပြီရခင်တော့ကတော့အပိုင်းတွေခွဲပြီးတော့တင်ပြထားရှိပါတယ်နော်ဆရာတက်တော်ကောင်းမှာအဲ့ဒီပြန်ကြည့်ပေးပါနော်အရင်ဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပောင်းလေးကိုနှိပ်အသေးပေးပြီးတော့ကွန်မန့်ရေးပါရှယ်လေးတွေလုပ်ပေးခဲ့ပါနော်တွေးထွက်အောင်မှန်သောလက္ခဏာပညာ အပိုင်းကိုဖြစ်ပါတယ်အဲဒီမှာပြမှာတော့ဥကောင်းလန်းချောင်းညံလန်းချောင်းပေါ့ဒီမှာနော်ညာဒါညံလန်းချောင်းလို့ခေါ်ပါတယ်ဒီညံလန်းချောင်းလေးကနေပြီးတော့မှအတက်ကလေးတစ်ခုဟာပေါ့နော်ဒီလန်းချောင်းလေးတစ်ခုဟာဒီဥကောင်းလန်းချောင်းဒီနားကနေပြီးတော့မှဒီလက်မရဲ့အောက်ခြေထိကိုဒီညံလန်းချောင်းကနေပြီးတော့မှဒီလန်းချောင်းလေးတစ်ခုဟာဒီလက်မခြေရင်းထိအောင်ဒီလိုမျိုးကွေးဝင်ပြီးတော့စိုက်သွားမယ်ဆိုရင် အဲ့ဒီလက်ပိုင်ရှင်ဟာအဲ့ဒီလက္ခဏာပတ်ရှင်ဟာတရေဘောကြောင်တဲ့သူဖြစ်တယ်ပြီးတော့သူတစ်ပါးဒီရဲ့အပေါ်မှာမနာလိုစိတ်ဝင်တိုစိတ်ရန်ကြီးမာတဲ့လက်ပိုင်ရှင်ဖြစ်ပါတယ်ပြီးတော့မူးရဲ့တောက်စားတဲ့သူဖြစ်ပါတယ်မူးရဲ့ဆေးဆွဲမူးရဲ့ဆေးဆွဲနေတဲ့လက်ပိုင်ရှင်ဖြစ်ပါတယ်เนาะအဲနမခါခွေးကဥကောင်းလန်းချောင်းဒီဥကောင်းလန်းချောင်းเนี่ย ဒီညာလမ်းကြောင်းပေါ့ဥကောင်းလမ်းကြောင်းနဲ့ညာလမ်းကြောင်းဆိုတာအတူတူပဲเนาะအဲမှတ်ထားပြပါဒီညာလမ်းကြောင်းနဲ့ဒီအသက်လမ်းကြောင်းကဒီလိုမျိုးအဲဒီလိုမျိုးပူးထွက်လာမယ်ဆိုရင်ပေါ့เนาะဒီလိုမျိုးပူးထွက်လာမယ်ဒါညာလမ်းကြောင်းဒါကအသက်လမ်းကြောင်းဒီလမ်းကြောင်းတစ်ခုဟာဒီနေရာလေးကနေပြီးတော့မှအဲနှစ်ခုပေါင်းပြီးတော့မှဒီလိုမျိုးလေးဖြာထွက်လာမယ်ဆိုရင်အဲ့ဒီလက္ခဏာပိုင်းရှင်ဟာစိုးရိမ်ကြောင်းကြမှုရမ်းကြီးတဲ့သူ ဖြစ်ပါတယ်ပြီးတော့ အရှက်ကြောက်ရမ်းကြီးတဲ့သူ ဖြစ်ပါဖြစ်ပါတယ်ပြီးတော့စိစက်အရန်ကိုစိစက်သေးကြတေးကြတတ်ပါတယ်နော်ပြီးတော့သူဟာပေါပေါရှာရှာတွေနိုင်နေချွတ်ချွတ်တွေတွေးတတ်တဲ့သူ ဖြစ်ပါတယ်တခါတည်းရန်ရန်ပူပင်ပြီးတော့မှဟို ဖြစ်မလာသေးတဲ့ဥစ္စာတွေကိုရန်ကို တွေးပြီးတော့မှပူနေတတ်တဲ့သူဖြစ်ပါတယ်နော်လက်ပိုင်ရှင်ဖြစ်ပါတယ်နံပါတ်ကားငယ်ကားငယ်ကတော့ညံလန်းချောင်းပေါ့နော်ညံလန်းချောင်းကဒီ အသက်လမ်းကြောင်းရဲ့အထက်ကနေပြီးတော့ခက်ခွာခွာလေးပေါ့နော်ဒီညာလမ်းကြောင်းကဒီညာလမ်းကြောင်းကဒီအသက်လမ်းကြောင်းနဲ့ပူးမထွက်ဘဲနဲ့အပေါ်ကနေပြီးတော့မှခက်ခွာခွာလေးဒီဘက်ကိုဆင်းလာတဲ့ညာလမ်းကြောင်းကဆိုရင်အဲ့ဒီလက်ပိုင်ရှင်ဟာခေါင်းဆောင်နိုင်တဲ့သူဖြစ်တဲ့အမှုပညာကိုဝါရဏပါတဲ့သူဖြစ်ပါတယ်ပြီးတော့ချုပ်ချယ်မှုကို လုံးဝမကြိုက်တဲ့လက္ခဏာပိုင်ရှင်ဖြစ်ပါတယ်နော်နံပါတ်ဂါကြီးဂါကြီးကတော့သူက ဒီညာလန်းချောင်းပေါ့ညာလန်းချောင်းကညာလန်းချောင်းကဒီလက်ညှိုးအောက်ကိုကိုကမလေးဘာဖြစ်နေကြရတော့ဒီညာလန်းချောင်းကဒီကြာရာပရိဂျိုကိုအောက်ကနေပြီးတော့မှကြာရာပရိဂျိုကိုအောက်ကနေပြီးတော့မှဒီခက်ခွာခွာကြီးဒီကနေပြီးတော့ဒီလိုစိုက်ဝင်လာတယ်ပေါ့နော်ဒီညာလန်းချောင်းကဒီအပေါ်ကနေပြီးတော့လွတ်လွတ်ကင်းကင်းဒီလိုစိုက်ပြီးတော့မှအောက်ကိုဆင်းလာတယ်ဆိုရင်အဲ့ဒီလက်ပိုင်ရှင်ဟာ ကိုပိုင်အသိညာစဉ်းစားတွေးခေါ်တဲ့ဉာဏ်မရှိပါဘူးเนาะသူများမြောက်ပေတိုင်းလှုပ်တတ်တဲ့လဝါပိုင်ရှင်ဖြစ်ပါတယ်နံပါတ်5နံပါတ်5ကတော့ तू ကဒီလိုပေါ့ဒီဦးကောင်းလန်းကျောင်းကဒီလိုမျိုးလေးပုံမှန်နေတာကတော့ဒီလိုမျိုးလေးစိုက်ပြီးတော့မှဒီလိုမျိုးစဉ်းတာပေါ့เนาะအဲ့လိုမဟုတ်ဘဲနဲ့ဒီ तू ကဦးကောင်းလန်းကျောင်းကဒီလိုလေးစဉ်းပြီးတော့မှဒီအဖျားလေးရပေါ့เนาะအပေါ်ဘက်ကိုကွေးတက်သွားမယ်ဒီညာလန်းကျောင်းကဒီအောက်ကိုမဆိုင်ဘဲနဲ့ ဒီအပေါ်ဘက်ကိုကြွေးပြီးတော့မှတက်သွားတယ်ဆိုရင်အဲ့ဒီလက်ဝါးပန်ရှင်ဟာကုံတယ်လုပ်ငန်းအနေနဲ့အကျိုးပေးပါတယ်ကုံတယ်လုပ်ငန်းအနေနဲ့အောင်မြင်တတ်ပါတယ်ပြီးတော့ရည်စရာဟာတာတွေရည်စရာဟာတာညာရှိတဲ့ပုံကိုဖြစ်ပါတယ်နော်နံပါတ်၃လုံးကတော့သူကဒီလိုပေါ့ညာလန်းချောင်းပေါ့နော်ဒီညာလန်းချောင်းကညာလန်းချောင်းကဒီအောက်ကိုဒီတနင်္လာကြိုကုံထီအောင်တော်တော်ကြီးစိုက်ပြီးတော့မှဒီထီအောင်ညာလန်းချောင်းကဒီထီအောင် ရောက်သွားတယ်ဆိုရင်အဲ့ဒီလက်ပိုင်ရှင်ဟာ စိတ်ကူးရင်ရမ်းဆန်လွန်းတဲ့လဝါပိုင်ရှင်ဖြစ်ပါတယ်နော်နံပါတ်၄လိန်နံပါတ်၄လိန်ကတော့သူကဒီလိုပေါ့ဒီညာလန်းချောင်းကအဲဒီဒီညာလန်းချောင်းကဒီဒီဘက်အင်္ဂါဂျိုဂုံဘက်ကိုမသွားဘဲနဲ့ဒီဘက်ကိုဒီဒီတနင်္လာဂျိုဂုံဒီအတွင်းဘက်ကိုပေါ့နော်ပြန်ဝိုက်ပြီးတော့မှဒီလိုမျိုးလေးဆင်းလာတယ်ဆိုရင်အဲ့လဝါပိုင်ရှင်ဟာလုပ်ငန်းနှစ်ခုဝင်ငွေနှစ်ခုဖြစ်တတ်ပါတယ်နော်လုပ်ငန်းနှစ်ခုဝင်ဝင်နှစ်ခုလောက်ကွယ်နေရတတ်ပါတယ် နံပါတ်ဇာခွဲဇာခွဲကတော့ तू ကဒီလိုပေါ့ဇာခွဲက तू ကဒီညာလန်းချောင်းနဲ့ဒီညာလန်းချောင်းကဒီဟွာလောက်ကနေပြီးတော့มาပေါ့เนาะဒီလက်ကလေးအောက်လောက်ကနေပြီးတော့มาညာလန်းချောင်းကခွဲထွက်တယ်တော့เนาะဒီခွဲထွက်သွားဒီဒီလက်ကလေးအောက်တက်တက်ကနေပြီးတော့ဒီညာလန်းချောင်းက ဒီအသက်လမ်းကြောင်းဘက်ကိုအသက်လမ်းကြောင်းဘက်ကိုဒီလိုကွေးပြီးတော့မှဒီလိုဝိုက်ပြီးတော့မှတက်သွားတယ်ပေါ့နော်ဒီအသက်လမ်းအသက်လမ်းကြောင်းဘက်ကိုလမ်းမဘက်ကိုဝိုက်ပြီးတော့မှတက်သွားတယ်ဆိုရင်အဲ့ဒီလက်ပိုင်ရှင်ဟာဖခင်သုံးဖြုံး၍အမွေများကုံသွားတော့ကုံသွားတော့ကြောင့်မိမိလက်ထက်၌ဒုက္ခရောက်တဲ့လဝါပိုင်ရှင်ဖြစ်ပါတယ်နော်ပြီးတော့အသက်လမ်းကြောင်းရဲ့အသက်လမ်းကြောင်းရဲ့ဒီဒီဘက် အသက်လမ်းကြောင်းရဲ့ဒီဘက်မှာအဲဒီဘက်လမ်းကြောင်းမွာလေးတွေဒန်းကြောင်းမွာလေးတစ်ကြောင်းခွဲပြီးတော့ထွက်နေတယ်ဆိုရင်အဲ့ဒီလက်ပိုင်ရှင်ဟာနိုင်ငံရချားတွေပြည်ပနိုင်ငံတွေကိုသွားရောက်ရတတ်ပါတယ်เนาะပြီးတော့နံပါတ်၈ကကြာတော့ तू ကဒီလက်ဖက်နှောင်သားလေးမှာကွေးကွေးလေးမြင်းချောင်းလေးရလို့ပြီးတော့ရေလိုင်းလေးပုံစံမျိုး ဒီဘက်ကိုကွေးတက်လာတယ်ဒီမှာနော်ရေလမ်းပုံစံလေးလမ်းတို့လေးဟာဒီဘက်ကိုကွေးတက်လာတယ်ဆိုရင်အဲ့ဒီလက်ပိုက်ရှင်ကလည်းနိုင်ငံရဲ့ခြားကိုပြည်ပနိုင်ငံကိုတွားရောက်ရတတ်ပါတယ်နော်နံပါတ်1နံပါတ်1ကတော့သူကဒီလိုပေါ့အတလန်းချောင်းရဲ့ဒီအတလန်းချောင်းရဲ့အပြင်ဘက်ပေါ့နော်ဒီအပြင်ဘက်ကို အပြင်ဘက်ကိုထွက်နေတဲ့လမ်းမွာလေးရဲ့အဆုံးမှာကြက်ချေကပ်ပါတဲ့လက်ပိုင်ရှင်ဟာပင်လယ်ရချရေချောင်းခီးရေချောင်းခီးမှာ ေဆုံးရတတ်ပါတယ်နော်နံပါတ်6ကလည်းသူကဒီလိုပေါ့ဒီလက်ဘနောက်ရဲ့ဒီဘက်ဘေးကနေပြီးတော့လမ်းလူလေးတစ်ချောင်းကတက်လာမယ်အဲ့ဒီလမ်းလူလေးရဲ့ထိတ်ဆုံးမထိတ်မှတက်ချေကပုံစံပါတယ်ဆိုရင်လည်းသူကရေချောင်းခီးမှရေနစ်ပြီးဒေတာတို့ကြုံရတတ်ပါတယ်နော်နံပါတ်9နံပါတ်9ကတော့သူကဒီလိုပေါ့ဒီဘက်လက်ဘနောက်ကနေပြီးတော့မှဒီလိုမျိုးမြင်းတို့လေးကဒီဘက်ကိုတက်လာတယ်ပြီးတော့အောက်ကိုဝိုက်ပြီးတော့မှဆင်းသွားတယ် ဆိုရင်အဲ့လက်ပိုင်ရှင်ဟာပြည်ပနိုင်ငံကိုရောက်ပါလျက်နဲ့အကျိုးမရှိပဲပြန်လာရတဲ့လဝါပိုင်ရှင်ဖြစ်ပါတယ်။နံပါတ်3နံပါတ်3ကတော့ဒီအသက်လမ်းကြောင်းရဲ့အပြင်ဘက်ကနေလမ်းတိုလေးတစ်ချောင်းကခွက်ထွက်လာတယ်ပြီးတော့ကျွန်းပုံစံပါနေတယ်အဲ့ဒီလမ်းတိုလေးမှာကျွန်းပုံစံပါတယ်ဆိုရင်အဲ့လက်ပိုင်ရှင်ဟာနိုင်ငံရခြားမှာရည်ရွယ်ချက်မပြည့်ဘဲနဲ့စင်ရဲငတ်ပြတ်စွာ နေရတဲ့သူ ဖြစ်ပါတယ်เนาะပြီးတော့နံပါတ်5နံပါတ်5ကလည်းဒီဘက်လက်ဖနောင်းကနေပြီးတော့မှလမ်းတိုလေးတစ်ချောင်းက ထက်တက်လာတယ်ပြီးတော့ကျုံးပုံစံလေးရှိနေတယ်ဆိုရင်အဲ့ဒီလက်ပိုင်ရှင်ဟာနိုင်ငံရချားမှာရွယ်ချက်မရှိဘဲနဲ့ဆင်းရဲငတ်ပြတ်စွာနေရတဲ့လက်ပိုင်ရှင်ဖြစ်ပါတယ်နော်ပြီးတော့နံပါတ်၄နံပါတ်၄ကတော့ဒီအသက်လမ်းကြောင်းရဲ့အပြင်ဘက်ကနေပြီးတော့မှဒီလိုမျိုးလေးခွဲခွဲထွက်လာတယ်လမ်းကြောင်းလေးခွဲထွက်လာတယ်ဆိုရင်အဲ့ဒီလက်ပိုင်ရှင်ဟာအသက်ကြီးမှပြည်ပခနိုင်ငံကိုသွားပြီးတော့ပြည်စုဆောင်ရှောက်မှုမရှိဘဲနဲ့ဒုက္ခရောက်တတ်တဲ့လက်ပိုင်ရှင်ဖြစ်ပါတယ်နော်ပြီးတော့နံပါတ်၈ အေးရတော့ဒီအသက်လမ်းကြောင်းရဲ့အတွင်းဘက်မှာဒီအသက်လမ်းကြောင်းရဲ့အတွင်းဘက်မှာလမ်းကြောင်းပေါ်မှာလေးတောင်းကွက်လေးလေးတောင်းကွက်ပုံစံပါနေတဲ့လက်ပိုင်ရှင်ဟာတေချာပေါက်ထောင်ကြားတက်တဲ့လက်ဝါးပိုင်ရှင်ဖြစ်ပါရဲ့နော်ပြီးတော့နံပါတ် B နံပါတ် B ဆိုတော့ဒီတောက်ကြာဂျိုကုံပေါ်မှာဒီတောက်ကြာဂျိုကုံပေါ်မှာမှဲ့လေးပါတယ်မှဲ့တို့အဆက်ပြောက်တို့ပေါ့နော်မှဲ့လေးပါတယ်ဆိုရင်အဲ့ဒီလက်ပိုင်ရှင်ဟာချစ်သူကပေးတဲ့ယောဂါ ကာလာသာယောဂါ AIDA ယောဂါ HIV ယောဂါအဲ့ဒီယောဂါမျိုးတွေခံစားတတ်ပါတယ်เนาะကဲအခုဆရာပြောပြခဲ့တဲ့လက္ခဏာပညာရကမိတ်ဆွေတို့အားလုံးအတွက်ကြိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါ မိတ်ဆွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းသင်းတွေကိုလည်းတစဉ်ပြန်လဲပြောပြပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းတိန်ခါကြီးတပြည့်ရင်ဆရာရဲမအောင်ဖြစ်ပါတယ်ဆရာဓမ္မဘီရင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့ရရရာတိုက်ရိုက်တက်စဉ်အစီအမံတွေပြုလုပ်ခြင်းနဲ့အခြေရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးကျန်းမာရေးနိုင်ငံခြားခီးပညာရေးအင်တာဗျူးပေါ့နော်လောင်းကစားအရှုံးများနေတဲ့မိတ်ဆွေတွေပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးမေးခြင်းနဲ့မိတ်ဆွေများဆရာကို အဲဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39 956 88 858 958ပြီးတော့39 98 34လုံး256ဖြစ်ပါတယ်နော်အဲ့ဒီ39 956 88 858အဲ့ဒီဖုန်းနံပါတ်က Viber ကောင်း Telegram ကောင်းရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော်ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါ ပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါအိမ်မှာလာမေးကျင်တယ်ဆိုရင်တော့နော်ကုန်းကြီးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်အိမ်မှာလာမေးလို့လည်းရပါတယ်เนาะအားလုံးပဲကျမ်းမှာချမ်းသာကြပါစေ